တို့ဒီစစ်အာဏာရှင်စနစ်ဆိုပြုတ်ကြအောင်ဒီစစ်အာဏာရှင် အမြင့်ပြတ်အောင်ကျွန်တော်တို့အားလုံးပြည်သူပြည်သားအားလုံးဝိုင်းဝန်းပူပေါင်းကြပါစို့လို့ကျွန်တော်ပြောကြချင်ပါတယ်ကျွန်တော်ပညာတတ်တယောက်တိုးရင်ထောင်ထဲမှာလူဘုနော်ထောင်ထဲမှာလူတယောက်ရော့တယ်ဆိုတော့ကျွန်တော်ဆရာတယောက်ပြောတဲ့စကားလေးကိုဘုနော်ကျွန်တော်မှတ်မိနေတယ်ဘုနော်အဲ့တော့အခုခက်ကကြအဲ့လိုမဟုတ်တော့ဘူးပညာတတ်တယောက်တိုးရင် ထောင်ထဲမှာလူတယောက်တိုးနေတဲ့ခက်ပေါ့ဗျာအကြမ်းဖက်စစ်ကောင်စီကရက်စက်ရုံမှာဆိုဖမ်းဆီးတက်ဖြတ်ပြီးတော့အလောင်းအောင်ပြန်မပေးခဲ့တယ်ပေါ့နော်ဒီဖြစ်ရတဲ့ခုကိုတင်ပြသွားမှာဖြစ်ပါတယ်ရှင်ကျွန်တော်တို့ဒီလူငယ်တွေအပေါ်မှာကျောင်းကျောင်းသားတွေအပေါ်မှာအပြစ်မရှိတဲ့ပြည်သူတွေအပေါ်မှာရေးရဆက်ဆက်ဖိနှိပ်ရှုပ်ရှယ်ပြီးတော့တက်ဖြတ်နေတယ်ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ရှာနေရတယ်ပေါ့ဒါနဲ့ဖော်ထုတ်နေရဖြစ်ပါတယ်ဗျာဟုတ်ပြီမင်္ဂလာပါရှင်ကိုရှင်နဲ့ရှင်နဲ့ YouTube Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရှင်တမီးကတော့ရှင်နဲ့မှာအားလုံးပဲပါလိဆိုပါကျွန်တော်ကြော်ဆိုးနေပါခင်ဗျာ ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ပြသွားမယ့်အကြောင်းအရာတွေကတော့လေးခန့်နေတဲ့မိခင်အိုကြီးကိုဆိုင်ကယ်ကယ်ရီဆွဲပြီးတော့ရိုးသားစွာလှုပ်ကျွေးနေတဲ့အသက်26နှစ်သားရှိသေးတဲ့ကိုပိုင်မင်းသူကိုအကြမ်းဖက်စစ်ကောင်စီကရက်ဆက်ရုံမာစွာဖမ်းဆီးတပ်ဖြတ်ပြီးတော့အလောင်းတော်ပြန်မပေးခဲ့တဲ့ပေါ့နော်ဒီဖြစ်ရက်တစ်ခုကိုတင်ပြသွားမှာဖြစ်ပါတယ်ရှင်ဟိုဒီဖြစ်ရက်ကလွန်ခဲ့တဲ့တနေ့ကျော်ကဖြစ်ခဲ့တဲ့ကိစ္စတစ်ခုပါဒါပေမဲ့ဒီဖြစ်စဉ်ဖြစ်သွားတဲ့အချိန်မှာ17ရက်9လ2024ညနေ3:00နာရီမှာကိုပိုင်မင်းသူဟာကယ်ရီခေါ်လို့ဆိုပြီးနေအိမ်ကထွက်သွားခဲ့ပါတယ် အရာပြိုင်းဒေသကြီးကြံငင်းမြို့နယ်အုံကုန်းကျေးရွာနာမှာစစ်တပ်ကစောင့်ဖမ်းခဲ့ပြီးတော့စစ်ကြောရုပ်ခေါ်သွားခဲ့ပါတယ်။မနေ့6နာရီမှာကိုပိုင်မင်းသူကအသက်ရှူဖောက်ပြီးတေဆုံးသွားလို့တကြိုလိုက်ပါပြီဆိုပြီးတော့မိသားစုဝင်တွေစီဖုန်းဆက်လာခဲ့ပါရှင်။မိသားစုဝင်တွေလိုက်သွားတဲ့အချိန်မှာတေသွားတဲ့ပုံကိုပြပါတယ်။အလောင်းတော်မတွေ့ခဲ့ရပါဘူးရှင်။တေဆုံးမှုနဲ့ပတ်သက်ပြီးတော့စုံစမ်းကြည့်တဲ့အချိန်မှာကိုပိုင်မင်းသူရဲ့အဆုတ်ကပိန်ရှုံနေရတယ်ကိုတွေ့ရပါတယ်။နောက်ပြီးတော့ခေါင်းမှာထုတ်ထားတဲ့ဒဏ်ရာတွေကိုလည်းတွေ့ရတယ်လို့မိသားစုဝင်တို့ကပြောကြားလာခဲ့ပါရှင်။ ုတ်ကဲ့ပါရှင်ဒီကြားရရင်းနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့ပေါ့နော်ဆုံဆုံလေးနဲ့သိရအောင်ကိုပိုင်မင်းသူရဲ့မိသားစုဝင်တယောက်ကိုပေါ့နော်ဆက်တယ်မြင်ရတော့ပါမယ်ရှင်ဟုတ်ဟုတ်ကဲ့ပါခင်ဗျာ Hello 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 အဲ့ဒီမှာဒါနုကိုပိုင်မင်းသူရဲ့မိသားစုဝင်ပါလားခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ခင်ဗျာဒါဆိုလို့ရှိရင်ပေါ့နော်ဒီလက်ရှိနေပြီးတော့ပေါ့နော်ဒီမတရားဖန်ဆီးနှိုက်ဆက်သက်ဖြတ်ခံရတဲ့ဒီကိုပိုင်မင်းသူနဲ့ပေါ့နော်ဘလို့တိုးဆက်လဲဆိုတာကိုခဏလောက်ပြောပြပေးပါခင်ဗျာဟုတ်ကဲ့ ဟုတ်ကဲ့ပါခင်ဗျာဒါဆိုလို့ရှိရင်ပေါ့နော်အဲ့ဒီမှာဒီကိုပိုင်မင်းသူဟာပေါ့နော်ဒီဘာကြောင့်အဖမ်းခံဘာကြောင့်အဖမ်းခံခဲ့ရလဲဆိုတဲ့ဟာလေးကိုခဏလောက်ပြောပြပေးပါလားခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဟိုဟာကိုပိုင်မင်းသူဟာကိုပိုင်မင်းသူဟာဆိုင်ကယ်နဲ့ကယ်ရီဖို့နေတဲ့ဟိုဟာကယ်ရီသမားတစ်ယောက်ပါကိုပိုင်မင်းသူဟာအသက်က26နှစ်ရှိပါပြီခင်ဗျာသူဟာသမီးဝေးကြီးကိုကယ်ရီပို့ပြီးတော့တွေးနေတဲ့ငွေလေးတစ်ယောက်ပါအဲကိုပိုင်မင်းသူဆိုင်ကယ်ကယ်ရီပို့နေတဲ့ သွားရင်တန်းပေါ့နိုင်ငံတကာ A4 သွားရင်တန်းစံတရားရှိပြီးတော့ PDF ဆိုဆွဆွဲပြီးတော့ကျွန်တော်တို့ကျန်ငယ်ရာဥတိုင်းဒေသကြီးကျန်ငယ်မြို့နယ်စိတ်သာတိုက်နေပေါ့နော်အုံကုန်းကျေးရွာနားမှာကိုပိုင်မင်းသူဖမ်းသွားတာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့စိတ်သာစိတ်သာကျေးရွာနော်နှစ်ဆယ်နဲ့လေးညနေ3နာရီခွဲအချိန်လောက်မှာဖမ်းသွားတာပါဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒါဆိုအဲ့ဒီမှာဒီပေါ့နော်လက်ရှိနေပြီသူတို့ဖန်စီပြီးနောက်ပိုင်းမှာ သူတို့အဘောပေါ့နော်ဒီပေါ့နော်ဥမာအကိုတို့စီကို အကြောင်းကြားတာမျိုးတွေကရှိလားဒါမှမအဲ့ဒီဒါမှမဟုတ်ဘူးเนาะအာဟိုဘယ်လိုမျိုးအကြောင်းကြားခဲ့တာလဲပေါ့เนาะဒါလေးကိုတစ်ချက်တော့ဒီဖြေကြောက်ပါလားခင်ဗျာဟုတ်ကဲ့ဟိုနောက်တနေ့နောက်တနေ့မျိုးကနန်းနေကြတော့ဟိုစေယုံမှာကုပိုင်မင်းသူကိုလာတွေ့ရမယ်ဆိုပြီးတော့အဲ့လိုမျိုးပဲတန်ပြီးတော့ဆက်သွယ်တော့ဒီကမိသားစုဝင်နဲ့ဟိုအဲ့ညံအောင်စေယုံတွေ့တွေ့ပါလေခင်ဗျာညံအောင်စေယုံကိုတွေ့တွေ့တဲ့အခါမှာပို့ကြတော့ဟိုမောင်ပိုင်မင်းသူကမရှိတော့ဘူးပေါ့เนาะဟိုအသက်ဆုံးသွားပြီပေါ့ ဒီကြိုးလဲဒီကြိုးပလိုက်ပြီဆိုပြီးတော့ကျွန်တော်တို့မိသားစုဝင်တွေကဟိုတက်ပုံနဲ့ပြလိုက်ပါတယ်ခင်ဗျာရင်ခွဲထားတဲ့ပုံဝင်ဟိုကောင်းတွေကိုခွဲထားတဲ့ပုံဝင်အဆုတ်တွေပြည့်စည်နေတဲ့ပုံဝင်အဲ့ဒီတက်ပုံမှန်ပြလိုက်ပါတယ်ခင်ဗျာအဲ့ဒီတက်ပုံတော့မှကျွန်တော်တို့ကုယူခြင်းလို့ကုယူပြရသေးတာကိုကုယူခွင့်မရခဲ့ပါဘူးခင်ဗျာဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါခင်ဗျာအဲဘောနော်ဒီဟာကနေပြီးတော့လက်ရှိနေပြီးတော့ဒီကျွန်တော်တို့ဘောနော်ဒီအသက်26နှစ်အရွယ်သားရှိသေးတယ်ဒီကိုပိုင်မင်းသူပေါ့ဗျာဒီမိခင်အိုကြီးကိုလေးဖြတ်နေတဲ့မိခင်အိုကြီးကို ဆိုင်ကကိဆွေးပြီးတော့ရှာဖွေကျွေးမွေးနေတဲ့ရိုးသားစာရှာဖွေရှာဖွေကျွေးမွေးနေတဲ့ဒါဘုန်းတော်လူငယ်လေးတယောက်ကိုစက်ကောင်စီတီလက်ရှင်အကြမ်းဖက်စက်တပ်ကနေပြီးတော့ရဲဆက်ဆက်တတ်ဖြတ်လိုက်တဲ့အကြောင်းလေးကိုဒါကျွန်တော်တို့ဖိုးထုတ်နေကြပါတော့ဖိုးထုတ်နေခြင်းဖြစ်ပါတယ်ခင်ဗျာအဲ့တော့အခုလက်ရှိပေါ်တော့အကိုရဲ့နောက်ထပ်ကျွန်တော်မေးခွန်းတစ်ခုလောက်ထပ်မေးချင်တော့ထပ်မေးချင်ပါတယ်ကိုအဲ့တော့ဒီကိုပိုင်မင်းသူသေသွားတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဥမာပေါ့ဒီလက်ရှင်နေစက်ကောင်စီကနေပြီးတော့ဥမာမိသားစုကိုရှင်းလျှောက်ခံရတာမျိုးတွေရောရှိလားခင်ဗျာ ခင်ဗျာအဲကျွန်တော်တို့အဲကျွန်တော်တို့ရဲ့ညီကိုဆုံးရှုံးသွားပြီးတော့သူတို့အမတရားရက်ဆက်သွားတတ်ပြက်လိုက်တဲ့နောက်ပိုင်းမှာဟိုဒီအတန်လေးထွက်လာခဲ့ရင်ပေါ့နော်ဒီကိစ္စလေးအတန်ထွက်လာခဲ့လို့ရှင်နောက်ထပ်ကြံနေတဲ့မိသားစုတွေရောယောသားတွေရောအကုန်လုံးဖမ်းမယ်ပေါ့အကုန်လုံးလာဖမ်းမယ်ဆိုပြီးတော့ချင်းချောက်လို့အကုန်လုံးကငြိမ့်နေရပါတယ်ခင်ဗျာကျွန်တော်တောင်ကအခုညမြောက်ငယ်မြေကိုရောက်လို့ဒီဒီလိုမျိုးထုတ်ပေါ်လို့ရတာပါခင်ဗျာ ဟုတ်ကဲ့ပါခင်ဗျဒါဆိုအခုနအတန်ဆိုတဲ့ဟာကအကိုပြောတာတဲ့ထက်မှာပါတယ်ပေါ့နော်အဲ့တော့အကိုရေကျွန်တော်တို့ကကျွန်တော်တို့ကနေပြီးတော့တရားဟောနေပြီးတော့မတရားမှုတွေကိုဖို့ထုတ်နေတဲ့ဟိုဖြစ်တဲ့ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒါအကိုစိုးစိုးပြောတာလေးကိုပေါ့နော်နည်းနည်းလေးရှင်းရှင်းလေးလေးဖြစ်အောင်တစ်ချက်လောက်ပြန်ပြပြပါလားခင်ဗျဘာလို့ဆိုတော့ကအခုလက်ရှိနေပြီးတော့ရှင်းလျှောက်တယ်ဆိုတော့ဘယ်လိုပုံစံမျိုးရှင်းလျှောက်လိုက်တာလဲပေါ့နော်ဥမာပေါ့ဥမာပေါ့ဗျာဒီအခုလက်ရှိနေပြီးတော့မင်းတို့ဒီသေသွားတဲ့ဟာကိုသူမြောက်ဒါမှမဟုတ်ဥမာသတင်းဌာနတစ်ခုခုဖြစ်ဖြစ်ဥမာအခွင့်အရေးတစ်ခုခုဖြစ်ဖြစ် မပြောခဲ့လို့ရှိရင်မင်းတို့ကိုဖမ်းမယ်စိတ်မသက်မယ်ဆိုအဲ့ဒါအဲ့လိုမျိုးရှင်းလျှောက်တာမျိုးဆိုလို့ဒါပါလားခင်ဗျာတရင်ဌာနတွေကိုလည်းမပို့ဘူးဒီတရင်ကိုလည်းဟိုနိုင်ဖို့ဖိဖို့ဘောလည်းမတင်ဖို့ပေါ့နော်နောက်တခါနာရီတောင်မှပဲလုတ်ခွင့်မပြုတ်လိုက်ပါဘူးခင်ဗျာအဲ့ဒါကိုပြောတာပါခင်ဗျာအတန်ထွက်ရင်ဆိုတာလေဟုတ်ကဲ့ပါခင်ဗျာဒါဆိုလို့ရှိရင်အဲ့ဒီအလောင်းကိုကပြန်ရလားခင်ဗျာအလောင်းကိုလည်းပြန်မရပါဘူးခင်ဗျာဓာတ်ပုံကိုတောင်ကုယူခွင့်မပေးလိုက်ပါဘူးခင်ဗျာအော် ဒါဆိုဓာတ်ပေါင်းလဲကုယူခွင့်မပေးဘူးအလုံးကိုလည်းပြန်မရဘူးဒါဆိုအဲ့ဒီအလုံးကိုအခုတည်းမှာမိသားစုဝင်တဲ့တရားရောမကြည့်ရှုခွင့်ရလိုက်လားခင်ဗျာမရပါဘူးခင်ဗျာကျွန်တော်တို့အဲ့အဲ့စစ်ကောင်စီရဲ့စစ်သားတယောက်ပဲဖုံးနေတာဓာတ်ပုံကိုပဲထုတ်ပြတာကိုပဲကြည့်ခဲ့ရပါတယ်ခင်ဗျာအဲကျွန်တော်တို့ကျွန်တော်ညီလေးပွားသွားတဲ့စိုင်ကယ်ဟို Honda 125ပေါ့နော် Honda 125စိုင်ကယ်တစ်စီးဖုံးတလုံးတစ်ဆက်အိတ်ထဲမှာလဲတသိန်းခွဲကြော်ကြော်လောက်ပွားသွားတယ်ပတ်စံအဲ့ဒါတွေလည်းအကုန်ပြန်မရပါဘူးခင်ဗျာအာ ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်လည်းဟိုကလည်းအကွယ်နောက်တစ်ခုကပေါ့နော်ဒီလက်ရှိနေပြီးတော့ဒီလေဖြတ်နေတဲ့ပေါ့နော်ဒီအခုလက်ရှိတည်ပြီးတော့ကိုပိုင်မင်းသူကနေရှောက်ကျင်းနေတာဆိုတော့ဒီလက်နောက်တစ်ခုကကြားတဲ့အခါအကိုသားဖြစ်သူအကိုကလည်းလုံမြောက်နေမြေဖြစ်ကိုရောက်နေတယ်ဆိုတဲ့အခါကြတော့ဒီမိခင် OG ကဒီလေဖြတ်နေတဲ့မိခင် OG ကအဲဘေသူကသူရှာဖို့ကျွေးမွေးနေလဲသူရဲ့စာဖို့နေအရှင်နေလေးကိုအချင်းချင်းပြီးတော့ခဏလောက်ပြောပြပေးပါလားခင်ဗျာစာဖို့နေရတော့ဘလို့မှအဆင်မပြေပါဘူးခင်ဗျာဟိုကလေမိသားစု ဝိုင်းခွဲတွေရရင်ဝိုင်းပြီးတော့ကျွေးမွေးနေရပါတယ်ခင်ဗျာအလဲအလဲနဲ့ဝိုင်းကျွေးနေရပါတယ်ဩဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ပါရှင်ဟောအခုလိုမျိုးပေါ့နော်ရှင်တန်းတို့ရဲ့ channel လေးကိုလာရောက်ပြောရင်ဖွင့်ပေးတဲ့အတွက်ပေါ့နော်ဆက်သွယ်ရင်ဖွင့်ပေးတဲ့အတွက်တကယ်အထူးကျေးဇူးတင်ပါတယ်ရှင်ဟုတ်ဟုတ်ကဲ့ပါခင်ဗျာဟိုကျွန်တော်လည်းဒီကိုရေချင်းတဲ့ channel လေးပုံမှာကျွန်တော်ရဲ့ဒီမဖော်ထုတ်နိုင်သေးတဲ့ကိစ္စကိုအခုလို့ဖော်ထုတ်ရတဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်ကျွန်တော်ဒီဟို ိတ်တက်နဲ့ပတ်သက်လို့စိတ်ကောင်းစီနဲ့ပတ်သက်လို့ပြောခွင့်ရှိလို့ရှိရင်ကျွန်တော်စကားနည်းနည်းတော့ပြောချင်ပါသေးတယ်ခင်ဗျာပြောပါခင်ဗျာပြောပါပြောဟုတ်ဆိုဒီပရာဟိတရွာရဲ့ရာရေးတွေမှာအရှိဆုံးကရင်လို့လောက်ကိုင်းနေတဲ့ကြာမောင်ပိုင်မင်းသူဆိုတာလေအမတန်လေးမကြီးရရှိတဲ့လူငယ်လေးတယောက်ပါအဲ့ဒီအဲ့ဒီလူငယ်လေးကိုဒီမင်းအောင်လိုင်းဆောင်နေတော့စိတ်တက်လားဒါကခုပြောချင်ပါတယ်အခုလည်းမေးချင်ပါတယ်ဆို question ထုတ်ချင်ပါတယ်ဟုတ်ကဲမင်းဟိုက မင်းအွန်လိုင်းဥဆောင်တဲ့ဒီစစ်တပ်ပဲနောက်တစ်ခါအောက်လက်ငွေသားတွေရောနောက်အပေါ်ကအရာရှိတွေရောမင်းတို့မှာကိုချင်းစာစိတ်ညာတာစိတ်မရှိတဲ့မိဘတွေကမွေးထားတာလားအပြစ်မဲ့တဲ့လူတွေကိုရဲရဲဆဲဆဲတက်ထရအောင်အမေးပေးတိုင်းလောက်ကြတော့မှာလားဟိုဘုရားဘုရားတော်တရားရှိတဲ့အတိုင်းပဲဟိုမေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့ဗြဟ္မဝိဟာရတရား၄ပါးရောမင်းတို့မှာကြောက်ဆုံးသွားပြီလားမင်းတို့ကြောင့်အပြစ်မဲ့တဲ့မိသားစုတွေဒုက္ခရောက်နေကြတာမြန်မာနိုင်ငံလုံးဒီတစ်ခါလို့တော့မရတော့ပါဘူးအဲကြောင့် တရားဟောတဲ့တရားတိုင်ပြောရမယ်ဆိုရင်ကုသလံဓမ္မအကုသလံဓမ္မဒီနေ့တန်ပါကံဒီနေ့ဒီတဲ့မင်းတို့ရှိဖို့ဒီနေ့တော့မင်းတို့ရဲ့ပြန်တရားတွေမင်းတို့ရဲ့မကောင်းမှုတွေဒီနေ့ပြန်လာပါလိမ့်မယ်လို့ဖြစ်တဲ့ကိုကျွန်တော်ပြောချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါရှင်နောက်တော့အကို့အနေနဲ့ပေါ်လို့ယင်ထဲမှာခန်းစားကြစ်တယ်များရှိလို့ရှိရင်ထပ်ပြီးလို့ယင်ဖွင့်လို့ရပါသေးတယ်ခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ပြောချင်တာတော့မင်းတို့မှလူစိတ်ကလေးတော့မွေးထားကြပါအောင်လို့ပဲပြောချင်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါဒီဟုတ်ကဲ့ပါအခုအခုလည်းမျိုးဆက်သွေးပေးတဲ့အတွက်အခုအရန်ကျေးဇူးတင်ပါတယ်ကောနော်ဟုတ်ကဲ့ကျွန်တော်လည်းကိုကျေချင်းတဲ့ channel လေးကိုအထူးပဲကျေးဇူးတင်အခုလိုရင်ဖွင့်ရတယ်အထူးပင်ဝမ်းသာပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုမျိုးဆက်သွေးပေးတဲ့ကျေးဇူးတင်ပါတယ်ကောနော်ဟုတ်ကဲ့ပါကိုတရားဘုံတော့လက်ရှိအနေထားအရပြောမယ်ဆိုလို့ရှိရင်ဒီကျွန်တော်တို့ဘုံတော့ဒီလက်အကျန်းဖက်စက်ကောင်စီဟာဒီကျွန်တော်တို့ဒီလူငယ်တွေအပေါ်မှာဟိုတနေ့ကျွန်တော်ပြောသွားပါတယ်လူငယ်တွေအပေါ်မှာចောင်းသားတွေအပေါ်မှာ ကျွန်တော်အပြစ်မဲ့တဲ့ပြည်သူတွေပေါ်မှာရည်ရွယ်ချက်ရှိရှိဖမ်းဆီးနှိပ်စက်တတ်ဖြတ်နေတယ်ဆိုတဲ့အကြောင်းလေးကိုဒါကျွန်တော်တို့နေပြီးတော့ဒီပေါ်တော့ကိုရှင်နဲ့ရှင်နဲ့ YouTube channel လေးရနေကျွန်တော်တို့ဖို့ထုတ်ပေးနေခြင်းဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မလို့ဟမ်အရှင်းနိုင်အဲပေါ်တော့လက်ရှိနေပြီးတော့အဲမရှင်နဲ့အနေနဲ့ပါပေါ်တော့ဒီဟာလေးအပေါ်မှာဘယ်လိုမျိုးသုံးသပ်မိလဲခင်ဗျာဟုတ်ကဲ့ပါရှင်ခုဆိုရင်ဒါရီတိုင်းဒေသကြီးကြံငင်းမျိုးနဲ့တော့ကြာရူရမှာရှိရဲဒီကပိုင်မင်းသူက rider လုပ်ငန်းတွေလုပ်ပြီးတော့လူမုန်းမများတဲ့သူတယောက်လည်းဖြစ်ပါတယ်။နောက်ပြီးတော့အမေအိုတယောက်ကိုဂျိုးသားစွာလောက်ကန်ကျွေးမွေးနေတဲ့လူငယ်တယောက်ဖြစ်ပါတယ်။ဒါတော်မှပဲဒီအပြစ်မရှိတဲ့လူငယ်တွေကို target ထားပြီးတော့ရွယ်ချက်ရှိရှိနဲ့ပေါ့နော်။ဖန်စီတက်ဖြန့်ဖန်စီနေတဲ့ဒီစစ်ကောင်စီကအင်မတန်ကိုပေါ့နော်ရက်ဆက်ရုံမာပြီးတော့နော်အောက်တန်းကြရတဲ့နေတဲ့နေကိုတုံးနေရဖြစ်ပါတယ်။ ဒီဒီတိုင်းပဲပေါ့နော်ရှင်းနှန်းတို့ထောင်ထဲမှာဆိုရင်လည်းရှင်းနှန်းတို့လည်းအတူတူပေါ့နော်လူငယ်တွေအများကြီးရှိပါတယ်20ကျော်အရွယ်တွေအဲ30ကျော်ဆိုလည်းပေါ့နော်ဒီရှေ့ရှေ့နေလောင်းနေဆရာဝန်လောင်းနေအင်ဂျင်နီယာလောင်းနေအကုန်လုံးပါတယ်နောက်ဆုံးနေကျောင်းသူကျောင်းသားတွေတက္ကသိုလ်ကျောင်းသားတွေဒီအရွယ်တွေအကုန်လုံးကိုဖမ်းဆီးပြီးတော့ဘာအပြစ်မှမရှိဘဲနဲ့ထောင်ချထားတယ်ရှင်10နှစ်ချထားတဲ့သူရှိတယ်နောက်ပြီးတော့ပေါ့နော်ရှင်းနှန်းနဲ့အတူတူနေတဲ့အမတယောက်ဆိုရင် तू ကဝဲရပြီးသားပေါ့နော်ဒီအမတယောက်ကဆိုရင် तू तू ဖခင်ကိုလှုပ်ကြွေးနေရရိုးသားစွာလှုပ်ကြွေးနေတဲ့အမျိုးသမီးတယောက်ပါဒီသူ့ကိုဆိုရင်တက်တက်တကြုံထောင်ချထားတယ် ဒါဒါဆိုရင်ပေါ့နော်သူ့ရဲ့အနာဂတ်ကဘာဟုတ်မရတော့မှလဲဒါ तू လမ်းပြောင်နေပြီ तू ဘာလုပ်ဘာဆက်လုပ်မှန်းသိတော့မှလဲပေါ့နော်ဒီဘာမဟုတ်တဲ့ဒီပတ်စံလေးတောင်းနဲ့တောင်းကနန်းလောက်ပဲလူရပါပေါ့နော်ဒီအပစ်ကလေးတစ်ခုတောင်မှပဲသူတို့ကတသက်တကြုံချထားတာဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်အဲ့တော့ဗောနော်ဒီအခုနောက်တော့ကမရှင်နဲ့ပြောတော့တယ်လို့ပဲကျွန်တော်ထောင်တွေထဲမှာဗောထောင်တွေထဲမှာလက်ရှိနေပြီးတော့ကျွန်တော်တစ်ခါတော့လည်းကျွန်တော်ပြောဟုတ်ပါတယ်ကျွန်တော်ပညာတက်တယောက်တိုးရင်ထောင်ထဲမှာလူဗောနော်ထောင်ထဲမှာလူတယောက်ရော့တယ်ဆိုတော့ကျွန်တော်ဆရာတယောက်ပြောတဲ့စကားလေးကိုဗောနော်ကျွန်တော် မှတ်မိနေတယ်ပေါ့နော်အဲ့တော့အခုခက်ကကြအဲ့လိုမဟုတ်တော့ဘူးပညာတက်တယောက်တိုးရင်ထောင်ထက်မှာလူတစ်ယောက်တိုးနေတဲ့ခက်ပေါ့ဗျာအခုခက်ကဘာဘာကြောင့်လဲဆိုတော့ဒီလက်ရှိနေပြီးတော့အာနာကိုအရှောင်လိုခြင်းနဲ့အာနာယုဒီအကျမ်းဖက်စက်ကောင်စီကြောင့်ပေါ့နော်အခုလိုမျိုးကျွန်တော်ရင်ဆိုင်နေရတာဖြစ်တယ်ပေါ့နော်အဲ့တော့အခုအခုနောက်တော့ကဒီပေါ့နော်ကိုပိုင်မဲ့သူရဲ့အကိုဖြစ်သူကဒါရင်ခွင့်သွားတဲ့အတိုင်းပေါ့နော်အမ်ဒါဒီလိုဖြစ်စဉ်မျိုးတွေအများကြီးပါပဲဗျအဲအဲ့ဒီမှာတခါတော့ဆိုကျွန်တော်တို့ဒီမြောင်းများထောင်မှာ အတူတူနေကြရတယ်ပေါ့ဗျာသူကတော့ကျွန်တော်ရှက်ကနေအရင်ကြိုလို့သွားတယ်အဲသူ့နာမည်ကိုထက်မြတ်ထုံးပေါ့နော်သူကဒီမှာနေပြီးတော့အိမ်မဲမြွနဲ့လေပေါ်ရက်ခွက်ရပါပဲအဲ့တော့သူ့ကိုဒီအဲ့ဒီမှာနေပြီးတော့စမူထန်းနဲ့ပါတယ်ဆိုပြီးတော့သူ့ကိုအဲ့ဒီမှာနေပြီးတော့သူတို့ရဲ့ရက်ခွက် အုပ်ချုပ်မှုကိုလာခေါ်တယ်မင်းသားကိုလာမပုတ်ဘူးဆိုလို့ရှိရင်မင်းတို့တိုင်သားလုံးဖမ်းမယ်ဆိုပြီးတော့အဲ့ဒီမှာဘုရက်ခွက်အုပ်ချုပ်မှုလာပြီးတော့ရှင်းချောက်တယ်ရှင်းချောက်တဲ့အချိန်မှာသူ့အဖေကနေပြီးတော့သူ့သားလေးကိုအဲ့ဒီမှာနေပြီးတော့စိုက်ကောက်ပေါ်မှာတင်ပြီးတော့ရက်ခွက်အုပ်ချုပ်မှုကိုခေါ်သွားတယ် ပို့လိုက်တာဗျာပို့လိုက်တဲ့အချိန်မှာအဲ့ဒီမှာရက်ခွေအုပ်ချုပ်မှုရောင်းကနေပြီးတော့ဒီမှာနေစစ်တပ်တွေကိုပို့လိုက်တယ်အဲ့ဒီမှာနေအိမ်မဲမျိုးနဲ့စစ်တပ်တွေပို့လိုက်တယ်အဲ့ဒါနောက်တရက်ကြားတဲ့ခါကြာတော့အဲ့ဒီမှာနေပြီးတော့သူသားသေသွားပြီဆိုပြီးတော့အကြောင်းကြလာတယ်ပေါ့အဲဒါမျိုးလေတယ်ပေါ့နော်အဲ့တော့ဒီလက်ရှိကိုထင်းမြတ်ထွန်းဟာလေးပဲဒါနေအသက်20နဲ့60နဲ့ပါပဲဒီပေါ့နော်အသက်20ရှောင်းနဲ့အရွယ်ကိုထင်းမြတ်ထွန်းဟာရိုးရိုးသားသားနဲ့သူဟာနေပြီးတော့သူဟာနေပြီးတော့တကယ်ကအစ္စလမ်ဘာသာဝင်ပေါ့ဗျာအာရိုးရိုးသားသားနဲ့ကိုယ့်ဟာကိုယ်ရှာဖွေစားတော့နေတဲ့ကောင်လေးတယောက်ဖြစ်တယ် ဒါပေမဲ့သူ့ကိုနေပြီးတော့ဘာလုပ်လိုက်လဲဆိုတော့ဒီစက်ကောင်စီအကြမ်းဖက်စက်ကောင်စီကနေပြီးတော့စစ်မှုထမ်းဥပဒေနဲ့ညှိလို့ဆိုပြီးတော့ခေါ်လိုက်တာအမှန်တော့ तू ကထောင်ထဲမှာ तू ကနိုင်ငံရေးနိုင်ငံရေးအကျဉ်းသားပေါ့ဗျာဟိုဘယ်လိုခေါ်လဲအဲ့ဒီမှာနေဆန္ဒပြနာမှာအရင်တော့ဆန္ဒပြနာပါဝင်ခဲ့တယ်တကဖောင်းလူငယ်ပြီးပြီးဖောင်းထဲမှာတင်ထတာဟုတ်တယ်လုံမတက်ပုံလေးတွေကိုဒါလေးတွေကိုဖမ်းပြီးလို့ဆိုပြီးတော့ဖောင်းကိုဆက်လို့ဓာတ်ပုံကိုတွက်လို့ထောင်ချလိုက်တာဆိုတော့အဲ့ဒီကနေပြီးတော့ तू ကလုံချင်းချမ်းသာနဲ့ तू ကပြန်လို့လာပြီးတော့နောက်ဆုံးမှာ तू အခုလက်ရှိအသက်ခံရတယ်ပေါ့ဗျာအဲ့တော့ဆိုလိုတာကကျွန်တော်တို့ဒီလူငယ်တွေအပေါ်မှာ ကျောင်းကျောင်းသားတွေအပေါ်မှာအပြစ်မရှိတဲ့ပြည်သူတွေအပေါ်မှာရေးရဆက်ဆက် free night ရှုပ်ရှယ်ပြီးတော့တတ်ဖြတ်နေတယ်ဆိုတဲ့ဟာလေးကိုဟိုဘုံဒါလက်ရှိကျွန်တော်တို့ရှာနေရနေပြီးဒါဖို့ထုတ်နေရတာဖြစ်ပါလေဗျအဲ့တော့ကျွန်တော်နောက်ထပ်တစ်ခုထပ်ပြောချင်တာပေါ့နော်ဒီလက်ရှိနေပြီးတော့ဒီဒီကိုထက်မြတ်ထွန်းပုံစံလိုပဲပေါ့နော်ဒီလက်ရှိနေပြီးတော့ကိုပိုင်မဲ့သူတို့လို့ပေါ့နော်နောက်ထပ်မြန်မာနိုင်ငံမှာဘယ်လောက်ထိရှိအောင်မလဲမသိဘူးပေါ့နော်အဲ့တော့ဒီနောက်ထပ်မြန်မာနိုင်ငံမှာအများကြီးရှိနေအောင်မှာပဲဟုတ်ကဲ့ ဲ့တော့ဒီဟာတွေကိုကျွန်တော်ဗာလဲဆိုဒီပြည်သူလူထုအားလုံးကကျွန်တော်ဝိုင်းရံပေးစေခြင်းနဲ့ကျွန်တော်တို့ဒီစစ်အာဏာရှင်စနစ်ဆိုပြုတ်ကြအောင်ဒီစစ်အာဏာရှင်အမြင့်ပြတ်အောင်ကျွန်တော်တို့အားလုံးပြည်သူပြည်သားအားလုံးဝိုင်းဝန်းပူးပေါင်းကြပါစို့လို့ကျွန်တော်ပြောကြချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့ပါရှင်နောက်ထပ်ဗီဒီယိုလေးမှာလည်းဒီစစ်ကောင်စီအကြမ်းဖက်စစ်ကောင်စီရဲဆက်ရုံမှမှုတွေကိုဆက်လက်ဖော်ထုတ်သွားမှာဖြစ်တဲ့အတွက် channel တို့ရဲ့ channel လေးကို like and subscribe နဲ့ဝိုင်းရံပေးကြဖို့အတွက်မေတ္တာရက်ခံပါရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ